ခုကျွန်တော်များဝယ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီမားဖြစ်မိခဲ့တဲ့ဖုန်းနံပါတ်အဟောင်းလေးကိုကျွန်တော်တို့ Facebook ကနေပြန်ရှာလို့ရတဲ့ဒီလိုကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရဲ့နော်ဒီနေ့ကတော့အရန်သုံးဝင်ပါတယ်ဗျကျွန်တော်တို့ကလွန်ခဲ့တဲ့တတိယနေ့ကကျွန်တော်မှတ်ခဲ့တဲ့ဖုန်းကုန်တဲ့ရဲ့နံပါတ်တော့မှတ်မိရပေါ့နော်ဒါပေမဲ့အဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ပြန်ရှာခြင်းလေဆိုကျွန်တော်တို့ရှာလို့မရတာပဲဖြစ်ဖြစ်ဖြတ်မိသွားလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ရှာခြင်းလေဆိုရင်ဒီနေ့လေးကိုဆက်ပြီးတော့ရှာကြည့်ပါရဲ့ ဒါလည်းဟုတ်ကဲ့ဒါဆိုကျွန်တော်လည်းဒူတိုက်လို့ကြည့်အောင်နော်အဲပထမဆုံးကျွန်တော်တို့ဖြစ်ဖို့ထဲဝင်မယ်နော် VPN လေးရှိထားဖို့တော့လိုအပ်တယ်နော်ခုကျွန်တော်များပြထားတဲ့ကောင်လေးကိုနှိပ်မယ်နော် profile လေးကိုတစ်ချက် ပြီးရင်ခုကျွန်တော်များပြရတဲ့ setting ပုံစံလေးကိုနှိပ်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ CMO in account center ဆိုတာလေးကိုနှိပ်မယ်နော် ခုမြတ်ပြထားတဲ့ UR information ရ permission ဆိုတာလို့နေမယ်နော်အဲ့လို content ဆိုတာလို့နေမယ်နော် မစင်ညာဆိုရတာလေးနိုင်မယ်နော်ပြီးရင်ကျွန်တော်တို့ minimal context ဆိုတဲ့အနည်းဝက်ပြထားကောင်းလေးနိုင်မယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီမှာခဏဆောင်းမိမယ်နော်ဒီကျွန်တော်တို့မဖြစ်ထားတဲ့ဖုန်းနံပါတ်တွေကိုအကုန်လုံးဒီမှာပြန်ချပေးနေပါတယ်နော် ဒီမှာဆိုကျွန်တော်တို့လွန်ခဲ့တဲ့၃လနှစ်ကဖုန်းနံပါတ်တွေရောအကုန်လုံးဒီထဲမှာပေါ်ပါရင်လည်းကျွန်တော်တို့မားဖြတ်ထားတဲ့ဖုန်းနံပါတ်တွေရောဟုတ်ကဲ့အဲ့ဒီမှာအဲ့ဒီထဲမှာမှကိုကဒီဖုန်းနံပါတ်တစ်ခုခုပေါ့နော်ကျွန်တော်တို့ဒီကိုစော်ထက်ဆိုတဲ့ဖုန်းနံပါတ်လေးရဲ့ဖုန်းနံပါတ်ကိုတည်ခြင်းနဲ့ဆိုရင်ကျွန်တော်ကဒီနဘေးအများလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါတော့။ဟုတ်ဒါဆိုတော့ဒါသူ့ရဲ့ဖုန်းနံပါတ်ပဲဖြစ်ပါရဲ့နော်။ဟောဒီနည်းလေးတိုင်းပဲရှာကြည့်ပါဗျ။ ျွန်တော်ကတော့ရှာကြည့်ရအရန်ကိုတုံးဝင်ပါတယ်နော်လွန်ခဲ့တဲ့3-4မိနစ်ကဖုန်းနဲ့ဗတ်တရားဆက်ပြန်ပေါ်ပါတယ်ဗျအားလုံးမဆင်ပြေကြပါစေနော်